ရောရှိအားလုံးပဲမိင်္ဂလာပါ။ကီစီကိုပါနေကြိုဆိုပါရစေ။ဟိုးတနေတုံကကျွန်တော်အနေနဲ့ S-class သူရဲကောင်းတွေကိုအဆင့်သတ်မှတ်ပေးထားခဲ့ပါဗါး။သူရဲကောင်းတွေကိုအစင်သက်မှတ်ပေးထားတဲ့ဗီဒီယိုမှာ Garo Fan တွေက Monster တွေကိုလည်းအစင်သက်မှတ်ပေးပါလို့လာရောက်တောင်းဆိုထားကြပါတယ်။ကျွန်တော်အနေနဲ့အရင်ဗီဒီယိုတွေမှာ Garo လို့အတန်ထွက်ရမှာကို Garo လို့မှားယွင်းအတန်ထွက်ထားခဲ့ပါတယ်။ဒါကြောင့်အရင်ဗီဒီယိုတွေကိုကြည့်မယ်ဆိုရင်လည်းတီးခတ်ပြီးကြည့်ပေးကြဖို့တောင်းဆိုချင်ပါတယ်။ Monster တွေအကြောင်းကသူရဲကောင်းတွေထက်စားရင်ပိုပြီးတော့တောင်စိတ်ဝင်စားစရာကောင်းနေခဲ့တာပါ။ Character design တွေ စွမ်းရည်တွေနဲ့သူတို့ဘလို့မွန်စတာဖြစ်လာခဲ့ကြတယ်လဲဆိုတဲ့အချက်တွေကပဲ Orion တွေကိုဆွဲဆောင်နိုင်ခဲ့ကြပါတယ်။ကျွန်တော်အနေနဲ့သူရဲ့အကောင့်တွေကိုအစင်သတ်မှတ်ပေးခဲ့တာကြောင့် Monster တွေကိုလည်းအစင်သတ်မှတ်ပေးတဲ့နယ်လိုခံယူထားပါတယ်။ Monster တွေမှာလည်းသူရဲ့အကောင့်တွေလိုမျိုး Monster Association လို့ခေါ်တဲ့အဖွဲ့အစည်းတစ်ခုရှိပါတယ်။ Monster Association မှာရှိတဲ့ Monster တွေကတာမာနေကြတာမျိုးတော့လည်းမဟုတ်ပြန်ပါဘူး။ဒါကြောင့်ဒီနေ့မှာတော့ကျွန်တော်က One Freshman University ကအကျဉ်းဆုံး Monster 10ကိုအစင်သတ်မှတ်ပေးသွားပါမယ် ကျွန်တော်ရဲ့ဗီဒီယိုတွေကစဉ်သက်မဲ့ရုံတင်မဟုတ်ပဲတခါတည်းရှင်းပြပေးတာကြောင့်နည်းနည်းလေးတော့ရှင်းနိုင်ပါတယ်။ရှင်းတာကိုမှကြိုက်ပါတယ်ဆိုရင်ညီကိုတို့ကလည်းဗီဒီယိုလေးကို like လုပ်ပြီး channel လေးကို subscribe လုပ်ပေးခဲ့ကြဖို့တောင်းဆိုချင်ပါတယ်။သူရဲ့ကောင်းတွေကိုလည်း A class S class ဆိုပြီးအဆင့်တွေတက်မှတ်ထားသလို Monster Rare ကိုလည်း Dragon Level, Gold Level ဆိုပြီးအဆင့်တွေခွဲခြားတက်မှတ်ထားပါတယ်။ဒီနေ့ဗီဒီယိုထဲမှာတော့ Dragon Level Monster Rare ပဲပါဝင်သွားပါမယ်။နံပါတ်10နေရာမှာရောက်ရှိနေခဲ့တဲ့ Monster ကတော့ Homeless Empire ပဲဖြစ်ပါတယ်။ Homeless Empire ဆိုတာ Dragon Level Monster တကောင်ဖြစ်ပြီးသူရဲ့စွမ်းအားတွေကိုနှစ်ဖျားစီကနေတိုက်ရိုက်ရရှိတာမျိုးဖြစ်ပါတယ်။ Homeless ဟာ Monster ဖြစ်မလာခင်ကမနက်9:00နာရီကနေညနေ9:00နာရီအထိအလုပ်လုပ်ရတဲ့တာမန်အလုပ်သမားတစ်ယောက်ပဲဖြစ်ပါတယ်။ဒီနေ့မှာရုံးကကျင်းပတဲ့ party တခုကို Homeless က Sexual Harassment Suit တခုကိုဝတ်ဆင်ပြီးတိုက်ရိုက်ခဲ့ပါတယ်။အားလုံးရရှိမှာကိုတိုးလုံးဖြစ်နေတဲ့ Homeless တယောက်နောက်ဆုံးမှအလုပ်လဲပြုတ်လမ်းဘေးလဲရောက်ဖြစ်ခဲ့ရပါတယ်။ Homeless တယောက်အလုပ်ပြုတ်ပြီးအိမ်မရှိတော့တာကြောင့်တန်းဆန်တခုထဲမှာနေထိုင်ရင်းနဲ့အတွေ့တခုပေါက်ခဲ့ပါတယ်။ အဲ့ရတွေးကတော့လူသားတွေကနေချာကိုဖြစ်စီနေကြတယ်ဆိုတဲ့အတွေးပါ။ဒါကြောင့် homeless ကမှားယင်းစွာလဲပတ်နေတဲ့တန်တရားတစ်ခုကိုပြန်လဲပြင်ဆင်ခြင်းခဲ့ပါတယ်။ပြန်လဲပြင်ဆင်နိုင်ဖို့အတွက်ဆိုရင်သူ့အသက်ကိုစည်သေးဖို့အထီးပါဆုံးဖြတ်ခဲ့တာပါ။ဒီအချိန်ကျမှနတ်ဖရားရဲ့ figure တစ်ခုက homeless ရဲ့အရှိကိုရောက်လာခဲ့ပါတယ်။နတ်ဖရားရဲ့ figure တစ်ခုက homeless ကိုလူသားတွေအားဖြစ်စီနိုင်ဖို့စွမ်းအားတချို့ပေးခဲ့ပါတယ်။အဲ့ရချိန်တို့က homeless ရာရုပ်ပန်းဆိုင်ရာမှာတော်တော်လေးအားနည်းတဲ့လူသားတယောက်ဖြစ်ခဲ့တာပါ။ နဖျားစီကစွာရီကိုရရှိပြီးတဲ့နောက်မှာ homeless ဆာတော်တော်လေးကိုတံပါလာခဲ့ပါတယ်။ပြောရမယ်ဆိုရင် zombie man ရဲ့ကြီးစံတွေကိုတောင်ရှောက်ရှားနိုင်တဲ့အထိတံပါလာခဲ့ပါတယ်။ homeless ရဲ့အတိတ်ကစွာရီကတော့ energy projection ပဲဖြစ်ပါတယ်။ Naruto တို့ Obito တို့အတုပြနိုင်တဲ့ energy of တွေကို homeless ကဖန်တီးနိုင်စွမ်းရှိတာပါ။ energy အလုံးတွေရဲ့ size, speed နဲ့လာရတွေကို homeless ကလို့တလို့ထိချုပ်နိုင်စွမ်းရှိပါတယ်။အလုံးအင်မတန်ကြီးမားလွန်လာတဲ့ energy စလုံးကိုတော့ homeless ကဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒီလိုဖန်တီးခြင်းအတွက် homeless အားနဲ့ကြီးကုန်ခန်းမှုမရှိနိုင်ပါဘူး။ဘာလို့ဆို homeless ကိုနတ်ဖျားကတိုက်ရိုက်ဆွမ်းအားပေးနေတာကြောင့်ပါ။နောက်ဆုံးမှာတော့နတ်ဖျားကပဲ homeless ကိုအပြည့်ရှင်ပြစ်ခဲ့ပါတယ်။ဘာလို့ဆို zombie man က homeless ကိုဖမ်းဆီးပြီးနတ်ဖျားရဲ့အချက်လက်တွေကိုမေးမြန်းခဲ့တာကြောင့်ပါ။ homeless ဟာဘာမှမဟုတ်တဲ့ခင်းလူမျိုး S club ရဲ့ကောင်တယောက်ကိုတောင်ကြောက်နေခဲ့သူတူပါတကယ်တမ်းကျတော့ခင်းဟာစိုင်းထာမှာကောင်းမှုအကြောင်းပြုပြီးစွာကြီးမားနေသူတူဖြစ်ပါတယ် ကဲဒီနေ့ဗီဒီယိုရဲ့နံပါတ်10နေရာမှာရောက်ရှိနေသူကတော့ Homeless Empire ဖြစ်ပြီးနံပါတ်9နေရာမှာရပ်တည်နေသူတူကတော့ Phoenix Man ပဲဖြစ်ပါတယ်။တစ်ချိန်တုန်းက Phoenix Man ဆိုတာသရုပ်ဆောင်တယောက်ဖြစ်ခဲ့သူပါ။ Anime Kingdom လို့ခေါ်တဲ့ show တစ်ခုမှာ Phoenix စက်ကောင်တွေကနေပါဝင်သရုပ်ဆောင်ခဲ့ရပါတယ်။ show တစ်ခုပြီးဆုံးသွားရင်သရုပ်ဆောင်တဲ့ဇလန်းတို့ကနှုတ်ဆက်လမ်းခွဲကြရပါတယ်။ဒါပေမဲ့ Phoenix Man ကတော့နေတိုင်းလူလို Phoenix ဝေယုံကိုဝစ်ပြီး show ကိုလမ်းမခွဲနိုင်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ Phoenix Man ဟာဝေယုံနဲ့ပေါင်းဆက်ပြီး Monster တစ်ကောင်ဖြစ်လာခဲ့တဲ့ပေါ့။ မွန်စတာတကောင်ဖြစ်လာတဲ့ Phoenix Man မှာ Resurrection လို့ခေါ်တဲ့ပြန်လည်ရှင်သန်စေ ability တကူပါရရှိလာခဲ့ပါတယ်။တကယ်တမ်းကျတော့ Anime Kingdom မှာ Phoenix Man ဟာ episode တိုင်းသေဆုံးနေရတဲ့ character တကူဖြစ်ခဲ့ပေမဲ့နောက် episode တိုင်းမှာပြန်လည်ရှင်သန်ခဲ့ရပါတယ်။ဒီအချင်းရဲ့ယာကိုအစွဲပြုပြီးမွန်စတာဖြစ်လာတဲ့အခါမှာတောင်ပြန်လဲရှင်သန်ခြင်း ability ကိုရရှိပိုင်ဆိုင်နေခဲ့တာပါ။သေဆုံးလိုက်ပြန်လဲရှင်သန်ထားမြောက်လိုက်ဖြစ်နေတဲ့ Phoenix Man ဟာခန္ဓာကိုယ်အသစ်တစ်ခုကိုရရှိပိုင်ဆိုင်တိုင်းမှာစွမ်းအားပူမှုကြီးမာလာခဲ့ပါတယ်။ ဖီနစ်မန်ဟာသူရရှိပိုင်ဆိုင်တဲ့ခန္ဓာကိုယ်ပေါ်မူတည်ပြီးမိကိုထိန်းချုပ်နိုင်တာအပူကိုဖန်တီးနိုင်တာအပြင်ရေခဲတွေကိုပါထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ဖီနစ်မန်မှာဖီနစ်မဟုတ်တဲ့ပင်ကွင်းမုတ်လည်းရှိနေပါသေးတယ်။ပင်ကွင်းမုတ်မှာရေခဲကိုထိန်းချုပ်ထားနိုင်ရုံသာမက energy ကိုလည်း control ထားနိုင်ခဲ့ပါတယ်။ energy ကို control ထားနိုင်တဲ့အတွက်ကြောင့် laser wave တစ်ခုကိုလည်းပစက်ကနေပြလွတ်နိုင်ပါတယ်။မီရေခဲနဲ့အပူချိန်အပြင်အလင်းကိုပါဖီနစ်မန်ကထိန်းချုပ်ထားနိုင်သေးတာပါနောက်ဆုံးရှစ်တန်ထားမြောက်ခဲ့တဲ့ဖော်မာတော့ဖီနစ်မန်ဟာအရှမ်းမြန်အရှမ်းတန်ပါတဲ့မွန်စတာတစ်ကောင်ဖြစ်လာခဲ့ပါတယ် ချိုင်းဖာယာရဲ့မမြင်နိုင်တဲ့နေရန်ကိုတော့ဖီနစ်မန်ကချိုးဖြတ်ပြီး brief giant ကိုပါတိုက်ခိုက်ထားခဲ့ပါတယ်။ချိုင်းဖာယာဆိုတာတော်တော် smart ဖြစ်တဲ့ genius တယောက်ဖြစ်တာကြောင့်ဖီနစ်မန်ရဲ့အားနည်းချက်ကိုရှာဖွေနိုင်ခဲ့ပါတယ်။ဖီနစ်မန်ရဲ့စွမ်းအားတွေကသူ့ရဲ့ဝိယုံကနေလာတာမျိုးပါ။ဒါကြောင့်ခမားအနေနဲ့ဖီနစ်မန်ရဲ့ဝိယုံကိုသာချနိုင်ခဲ့မယ်ဆိုရင်ဖီနစ်မန်ကလည်းသူ့ရဲ့စွမ်းအားတွေအကုန်လုံးကိုဆွန့်ရှိုးလိုက်ရမှာမျိုးဖြစ်ပါတယ်။ဒါကြောင့်လည်းချိုင်းဖာယာကဖီနစ်မန်လိုတန်မာတဲ့ monster တစ်ကောင်ကိုအနိုင်ရရှိခဲ့တာပါ။ဒါပေမဲ့လည်းဖီနစ်မန်ဟာချိုင်းဖာယာထက်တော့ပိုပြီးတန်မာမှုရှိနေခဲ့ပါတယ်။ ဒီနေ့ဗီဒီယိုရဲ့နံပါတ်၈နေရာမှာရောက်ရှိနေသူကတော့ Fear or Ugly ပဲဖြစ်ပါတယ်။ Fear or Ugly ရဲ့ Best Story ကတော့အခြားသော Monster Rider ပိုပြီးရိုးရှင်းမှုရှိပါတယ်။ Fear or Ugly ဆိုတာတော်တော်ရုပ်ဆိုးတဲ့လူသားတစ်ယောက်ဖြစ်တာကြောင့်အားလုံးရဲ့ဖယ်ဆင်းခြင်းကိုခံခဲ့ရပါတယ်။ဒီလိုဖယ်ဆင်းခြင်းကပဲ Fear or Ugly ရဲ့ဒေါသတွေကိုမွေးဖွားပေးခဲ့တာမျိုးဖြစ်ပြီးနောက်ဆုံးမှာ Monster တစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့ရှာပါတယ်။ Fear or Ugly ဆိုတာ Dragon Level Monster တစ်ကောင် ဖြစ်နေပေမဲ့တိတ်တော်တန်မာမှုမရှိပါဘူး။ Dragon Level ဆိုရင်လည်းတန်မာမှုတွေဟာမတူညီကြပါဘူး။ Dragon Level Monster တကောင်ဖြစ်တဲ့ Psycho Orochi က Gon Level Monster တကောင်လို့တံပါနေပေမဲ့ Fury Ugly တို့ကတော့အဲ့လိုမဟုတ်ကြပါဘူး။တံပါမှုကွာခြားတဲ့ဆိုပေမဲ့တာဝန်ယူရတဲ့နေရာတွေကွဲပြားမှုကြောင့်စိတ်ဝင်စားစရာကောင်းနေကြစေပါ။ Fury Ugly ဆိုတာကလည်းသူ့ပဝင်းချင်းမှာတော်တော်တံပါမှုရှိတဲ့ Monster တကောင်ဖြစ်ခဲ့တာပါ။အကယ်၍ခမားက A class သူရဲ့ကောင်ပြရဆိုရင်တောင်မှ Fury Ugly ကိုလုံးဝအနိုင်မယူနိုင်ပါဘူး Fury Ugly အနေနဲ့သူရဲ့ကောင်တော်တော်များများကိုတိုက်ခိုက်အနိုင်ယူထားနိုင်ခဲ့ပါတယ် နောက်ဆုံးမှာတော့ Bloodluster လိုမျိုး S-class သူရဲကောင်တယောက်နဲ့ပါတိုက်ခိုက်ခဲ့ရပါတယ်။ဒီတိုက်ပွဲမှာ Fury Ugly ရဲ့ခန္ဓာကိုယ်ဟာ Corrosive Acid တွေအပြည့်ပုံအုပ်နေခဲ့ပါပြီ။ဒါကြောင့်ခမည်းအနေနဲ့ရုပ်ပိုင်းဆိုင်ရာစွာနဲ့ Fury Ugly ကိုတိုက်ခိုက်မယ်ဆိုရင်သေချာပေါက်ခမည်းရဲ့ခန္ဓာကိုယ်ဟာလောင်ကျွမ်းပျက်စီးသွားမှာဖြစ်ပါတယ်။ Temptor Master လိုမျိုး S-class သူရဲကောင်ကိုတော့အနိုင်ယူနိုင်ခဲ့တာကြောင့် Silver Frank ကလာရောက်ကယ်ဆယ်ပေးခဲ့ရပါတယ်။ Fury Ugly ကို Garou ကပဲအနိုင်ယူတိုက်ခိုက်ထားနိုင်ခဲ့ပါတယ်။ဒီနေ့ Fury ရဲ့နံပါတ်9လေးရမှာရောက်ရှိနေသူကတော့ Elder Centipede ပဲဖြစ်ပါတယ်။ လက်ရှိ Advance တွင်မဖြစ်ခင်တုန်းက Error Center B အနေနဲ့ Blast နဲ့ပထမဆုံးတိုက်ခိုက်ဖူးခဲ့ပါတယ်။အဲ့ဒီအချိန်တုန်းက Blast နဲ့ Error Center B တို့ရဲ့ Power Creek ကတူညီမှုရှိတဲ့အတွက်ကြောင့်သူသေးကိုကြေတိုက်ခိုက်ခဲ့ကြတဲ့ Battle တစ်ခုလို့ဆိုရပါမယ်။ Multi Dimension တွေကိုနှစ်နှစ်တာခရီးသွားပြီးတဲ့ Blast စာတော်တော်လေးကိုစွန်အားကြီးမှလာခဲ့ပါတယ်။ Error Center B ကလည်းပိုကြီးတဲ့စိတ်တစ်ခုကိုရရှိပိုင်ဆိုင်လာခဲ့တာကြောင့်ပုံမတန်မာလာတယ်လို့ပဲဆိုကြပါစို့။ Blast ဆိုတာ S Club သူရဲကောင်းတွေထဲမှာ powerful အဖြစ်ဆုံးသူရဲကောင်းတစ်ယောက်လည်းဖြစ်ပါတယ်။ဒါကြောင့် Elder Satrapi ကလည်း Metal Band မထေနိုင်ဘန်ဘိုးနဲ့ဂျန်နိုစ်တို့ကိုပါတပြိုင်တည်းတိုက်ခိုက်ထားနိုင်ခဲ့ပါတယ်။အယိုးရယ်ဘယ်ဂျန်နဲ့အထီးတိုက်ခိုက်ခံရတာတောင်မှအယိုးရီကနဲ့ original form ကိုပြန်လည်ရရှိအောင် return rate နိုင်စွမ်းရှိပါတယ်။အဲဒါစန်တပီကိုဖြည့်ရှင်းနိုင်ခဲ့သူကတော့စီဂမာဂရုံးပဲဖြစ်ပါတယ်။ဘလတ်တောင်မဖြည့်ရှင်းနိုင်ခဲ့တဲ့အဲဒါစန်တပီကိုစီဂမာဂရုံးကတစ်ချက်ထဲနဲ့ဖြည့်ရှင်းထားနိုင်ခဲ့တာပါ။နံပါတ်7နေရာမှာ error center ပြီကရောက်ရှိနေခဲ့တယ်လို့နံပါတ်6နေရာမှာတော့ six center ပြီကရောက်ရှိနေခဲ့ပါတယ်။ six center ပြီရဲ့ availability rate ကိုတော့ကျွန်တော်တို့များများဆက်ဆံမသိခဲ့ရပါဘူး။ ဒါပေမဲ့စစ်စင်တာပီကနဖျားနဲ့ဆက်သွယ်မှုရှိရဲဆိုတာကိုတော့သိထားရပါတယ်။စစ်စင်တာပီရဲ့အဲရစင်တာပီထက်အစာပေါင်းများစွာပိုကြီးပါတယ်။ခြေချောင်းပေါင်း6000ကျော်ကိုလည်းရရှိပိုင်ဆိုင်ထားတယ်လို့မတက်ရလိုက်မယ်ဆိုရင်လည်း speed တဲကိုရရှိသွားနိုင်ပါတယ်။စစ်စင်တာပီရဲ့အဖေကကဘာကြီးဖြစ်ပြီးအမေကတော့ပင်လယ်သမုဒ္ဒရာကြီးပဲဖြစ်ပါတယ်။ပြောရမယ်ဆိုရင်ကဘာကြီးကဖန်တီးထားတဲ့ monster တစ်ကောင်ပဲပေါ့။ဒီလို monster ကြီးကို monster ကားရုံနဲ့ matter battle ကပူးပေါင်းတိုက်ခိုက်ခဲ့ကြရပါတယ်။ ကားရိုနဲ့မက်တယ်ဘတ်တူအနေနဲ့ဆေးစင်တာပီချီကိုထိခိုက်အောင်တိုက်ခိုက်နိုင်ဖို့ဆိုတာတော်တော်လေးကိုခက်ခဲမှုရှိပါတယ်။ဘာလို့ဆိုဆေးစင်တာပီရဲ့ regeneration core ကအရန်ကြီးမတာကြောင့်ပါ။ regeneration ရဲ့ speed တို့ဟာတိုင်းစားလို့မရနိုင်တဲ့အထိမြန်ပါတယ်။ဘလောက်ကြီးပဲမြန်နေပါစေကားရိုကတော့ဆေးစင်တာပီရဲ့ core ကိုအလဲကနေပိုင်းဖြတ်ဖြတ်စီးပစ်နိုင်ခဲ့ပါတယ်။ကားရိုရဲ့ဒီဆွမ်းအားဟာ blaster မှမဟုတ်စိုက်ထမာရိုရဲ့ဆွမ်းအားနဲ့ညီမျှနေခဲ့ပါတယ်။ဒီနေ့ဗီဒီယိုရဲ့နံပါတ်9နေရာမှာရောက်ရှိနေသူကတော့ evil mineral water ပဲဖြစ်ပါတယ်။ Even Mineral Water ကပင်လယ်သမုဒ္ဒရာတွေနဲ့ပေါင်းစပ်နိုင်စွမ်းရှိပါတယ်။ Even Mineral Water ကို Cycle ကမတော်တဆဖန်တီးမိခဲ့တာပါ။ Even Mineral Water ကိုဖန်တီးခဲ့တဲ့ Cycle ကိုရင်းကတော့ထိချိုးနိုင်စွမ်းမရှိပါဘူး။ဒါကြောင့် Even Mineral Water ဆိုတာတော်တော်လေးကိုအန္တရာယ်များတဲ့ Monster တစ်ကောင်ဖြစ်နေခဲ့တာပါ။ Even Mineral Water အနေနဲ့ A Class 2ရဲ့ကောင်၃ရောက်စလုံးကိုအနိုင်ယူထားနိုင်ခဲ့ပါတယ်။ခင်ဗျားတို့သိတဲ့အတိုင်း Even Mineral Water ဆိုတာ liquid တွေနဲ့ဖွဲ့စည်းထားတာမျိုးပါ။ ဒါကြောင့်ခမားအနေနဲ့အဲ့အကောင်ကြီးကိုရုပ်ပန်းဆိုင်ရာနဲ့လဲတိုက်ခိုက်လို့မရသလိုဓာတုပစ္စည်းတွေနဲ့လည်းမတိုက်ခိုက်နိုင်ပါဘူး။ Eva Mineral Water ကိုစိုက်ထားမှာကသူ့ရဲ့လက်တီချက်နဲ့ဖြိုခွဲပြီးဖိကောကတောက်သုံးပြခဲ့ပါတယ်။ဒါပေမဲ့ Eva Mineral Water အနေနဲ့စိုက်ထားမှာရဲ့တီထိုးတဲ့လက်တီချက်တွေကနေ survive ထားနိုင်ခဲ့ပါတယ်။ဒီအကောင်ကြီးကသူ့ရဲ့ liquid form ကနေ save ဖြစ်နိုင်စွမ်းလည်းရှိပါသေးတယ်။ဓာတ်ပုံစံဒါမှမဟုတ်လဲဂျောပုံစံကိုပြောင်းလဲထားနိုင်ခဲ့တာပါ။အရေးပုံစံကြီးဖြစ်နေတာကြောင့်ဘာ organ မှလည်းမရှိပါဘူး။ ်မြည်သည့်အော်ဂန်မှမရှိတဲ့အတွက်ကြောင့်အားနည်းချက်ကလည်းအတော်လေးနည်းပါပါတယ် high speed တစ်ခုရှိတဲ့ jet stream တစ်ခုကိုလည်းပြုလုပ်နိုင်စွမ်းရှိပါတယ်ဒီ stream ကြီးကကြည်စံထက်ပုံမမြန်ဆန်မှုရှိတာကြောင့်အာမတိုင်းကိုထိုးဖောက်ဝင်ရောက်နိုင်စွမ်းရှိပါတယ် atomic samurai လိုမျိုးအယံမြန်တဲ့ crider တစ်ခုကတော့မရှောင်ရှားနိုင်ခဲ့သလို black luster လိုမျိုးအယံတန်မာပါတဲ့ဆိုတဲ့လူတယောက်ကိုတောင်ထိခိုက်စေနိုင်ခဲ့တာပါခမရတို့အနေနဲ့ Even Mineral Water ရဲ့ Sorry ဟာဘယ်ကနေလာတယ်လဲလို့တွေးမိနေကြမှာပါ Even Mineral Water မှာစောက်ယူခြင်းလို့ခေါ်တဲ့စွန့်ရည်တစ်ခုရှိပါတယ် ဆိုလိုချင်တဲ့အတိတ်ပဲကတော့ even mineral water အနေနဲ့အရေတိုင်းကိုစုပ်ယူပြစ်နိုင်စွမ်းရှိပါတယ်။ဒီကနေမှတစင်လိုအပ်တဲ့စွမ်းအားတွေကိုရရှိပိုင်ဆိုင်ပါတယ်။နောက်ဆုံးမှာတော့ even ocean water လို့တောင်ခေါ်လို့ရတဲ့ monster တကောင်ဖြစ်လာခဲ့ပါတယ်။အရွယ်အစားအဖြစ်ကြီးမားသွားတဲ့ဆိုပေမဲ့လှုပ်ရှားမှုတွေကတော့အရင်အတိုင်းမြန်နေသေးပါပဲ။အရွယ်အစားကြီးမားသွားတဲ့ version မှာတော့ Ocean Grand Canyon လို့ခေါ်တဲ့ ability တစ်ခုကိုအသုံးပြုလာနိုင်ခဲ့ပါတယ်။ဒီစွမ်းအားနဲ့ဆိုရင် Even Mineral Water ဟာကုန်းမြစ်တစ်ခုလုံးကိုဖြည့်ဆည်းပစ်နိုင်စွမ်းရှိနေခဲ့ပါတယ်။ Eva Ocean Water ကိုလည်းစိုက်ထားမှာကအတီးထိုးတယ်လည်းတီးချက်နဲ့ပဲချိန်မုံထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဒီ Monster ကတော့အသက်ရှင်သန်နေခဲ့ပြန်ပါတယ်။ဒါကြောင့် Eva Mineral Water ဟာစိုက်ထားမှာရဲ့တိုက်ခိုက်မှုကနေ၃ချိန်တီးတီးအသက်ရှင်သန်လွတ်မြောက်ခဲ့သူတဦးပါ။ဒီနေ့ဗီဒီယိုရဲ့နံပါတ်၄နေရာမှာရောက်ရှိနေခဲ့တဲ့ Monster ကတော့ Platinum Brand ပဲဖြစ်ပါတယ်။ကျွန်တော်အနေနဲ့ Monster တွေလို့သာသုံးလုံးနေပေမဲ့ Monster နဲ့တောင်မတူတဲ့ character တွေလည်းပါဝင်နေခဲ့ပါတယ်။ Platinum Brand ဆိုတာ Black Brand ရဲ့ပြောင်းလဲလာတဲ့ version တစ်ခုပဲဖြစ်ပါတယ်။ ် Platinum Spurn ဆိုတာ Dragon Ball တွေက Freezer နဲ့ဆင်တူမှုရှိတဲ့ဒီဇိုင်းမျိုးကိုပိုင်ဆိုင်ထားပါတယ်။ Platinum Spurn ကိုရရှိနိုင်ဖို့အတွက် Black Span ပေါင်း54 trillion စုပေါင်းဖွဲ့စည်းထားခဲ့ရတာပါ။ Black Span ကို Atomic Submarine ကသူ့ရဲ့ Sample ကိုအတုံးကူပြီးတိုက်ခိုက်နိုင်ခဲ့တဲ့ဆိုပေမဲ့ Platinum Span ကိုတော့ Sample နဲ့လည်းမတိုက်ခိုက်နိုင်ပါဘူး။ Platinum Span ကိုတိုက်ခတ်ခဲ့ထားတဲ့သူတွေကတော့ Flashy Flash နဲ့ Monster Garou တို့ပဲဖြစ်ပါတယ်။ Platinum Span ကတော်တော်လေးညံတဲ့ Monster တကောင် ဖြစ်ပေမဲ့ Flashy Flash လောက်တော့မမြင်ပါဘူး။ ဖလာဒီနက်စ်ပန်ဟာဘလက်လက်စတာနဲ့ဘန်တို့ကိုပါတိုက်ခိုက်အနေယူထားနိုင်ခဲ့ပါတယ်။အရန်မြန်ပါတယ်ဆိုရယ်ဖလက်ရှိဖလက်ရှ်ကိုလည်းလွယ်လွယ်ကူကူအနိုင်ရရှိထားပါတယ်။အခုမြင်နေရတဲ့ဖန်တွေဟာဖလက်ရှိဖလက်ရှ်ဂါရိုနဲ့ဖလာဒီနက်စ်ပန်တို့တိုက်ခိုက်ခဲ့ကြတဲ့1.3 second စာကိုရေးဆွဲဖော်ပြထားတာမျိုးပါ။စလိုဂျင်ရဲ့သဘောကတော့သူတို့၃ယောက်ဟာ၁စက္ကန့်အတွင်းမှာမိုင်ပေါင်းထောင်ချီကိုခရီးသွားနိုင်ခဲ့ကြပါတယ်။ဒါကြောင့်လဲကျွန်တော်ကိုရိုင်ကဒီခရိုက်တာ၃ယောက်ကိုအလင်းထန်တဲ့ခရိုက်တာတွေလို့သတ်မှတ်ထားတာပါ။ ဂါရုကပဲနောက်ဆုံးမှ platinum span ကိုဖျက်ဆီးပြနိုင်ခဲ့ပါတယ်။ဒါပေမဲ့ platinum span ဆိုတာဒီနေ့ video ရဲ့နာမည်၄နေရာနဲ့တကယ်ကိုထိုက်တန်နေခဲ့တာပါ။ platinum span ရဲ့ speed jewel velocity rate ဟာတည်တဲ့အတိုင်းအတော်လေးအားကောင်းမှုရှိပါတယ်။ဒါပေမဲ့ဒီနေ့ video ရဲ့နာမည်၃နေရာမှာရောက်ရှိနေခဲ့တဲ့ character လောက်တော့ potential မများတာသိစားနေပါတယ်။ဒီနေ့ video ရဲ့နာမည်၃နေရာမှာရောက်ရှိနေခဲ့တဲ့ monster ကတော့ psycho orochi ပဲဖြစ်ပါတယ်။ ဆိုင်ကိုနဲ့အိုရိုချီရိုဆိုတာမတူညီတဲ့မွန်စတာနှစ်ကောင်ဖြစ်ပေမဲ့ပေါင်းစလိုက်တဲ့အချိန်မှာတော့အရန်ကြီးမားတဲ့မွန်စတာတစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဆိုင်ကိုဆိုတာမွန်စတာအဆိုစီယေးရှင်းကိုနောက်ွယ်ကနေချုပ်ကင်နေတဲ့ကွန်ထရိုလာတစ်ယောက်ပဲဖြစ်ပါတယ်။ဒီစော်ကြီးကပဲမွန်စတာတွေကိုဖန်တီးနေကြတာမျိုးဖြစ်ပါတယ်။အိုရိုချီဆိုတာကလည်းဆိုင်ကိုဖန်တီးခဲ့တဲ့အကြမ်းဆုံးမွန်စတာတစ်ကောင်လည်းဖြစ်ပါတယ်။အိုရိုချီကိုအများစုက King Form Monster လို့လည်းတင်စားခေါ်ဝေါ်ကြပါတယ်။ဆိုင်ကိုဆိုတာဖူဖူကီရဲ့ကျောင်းနေပဲတငယ်ချင်းတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါကြောင့်လည်းသူတို့နှစ်ယောက်စလုံးကအရန်ကိုမှကြီးမာတဲ့အရာနှစ်ခုကိုပိုင်ဆိုင်ထားကြတာပါ။ရည်ရွယ်ချက်နဲ့ရည်မှန်းချက်တွေကိုပြောတာမျိုးဖြစ်ပြီးတော်တော်လေးလည်းသဘောကျစရာကောင်းနေခဲ့ပါလေ။စိုက်ကိုမှကြောင်းသူဘဝကလေးကလူသားမျိုးနွယ်စုတစ်ခုလုံးကိုဖျက်ဆီးပစ်ချင်တဲ့ရည်ရွယ်ချက်တစ်ခုရှိနေခဲ့ပါလေ။စိုက်ကိုအနေနဲ့အနာဂတ်ကိုကြိုမြင်နိုင်ခဲ့တာကြောင့် Monster Association ကိုဖွဲ့စည်းခဲ့တာပါ။ဒါကြောင့်ကိုကုဆုနဲ့အိုရိုချီရိုကိုတန်မာတဲ့မွန်စတာတွေဖြစ်အောင်ပြောင်းလဲပေးခဲ့ပါတယ်။စိုက်ကိုနဲ့သာဆူမကီရိုရဲ့အဗလက်တီရိနဲ့ပါဝါခရီတိုဟာညီမျှမှုရှိပါတယ်။ ဒါပေမဲ့စိုက်ကိုကကျူရိုကျူရိုကိုထိချုပ်ထားနိုင်တာကြောင့်ပိုပြီးအသာမှုရှိနေခဲ့တာပါ။ဒါအပြင်စိုက်ကိုအနေနဲ့သူ့ရဲ့စိုက်ကိုခနီးစက် ability တွေကိုမြင့်တင်ပေးနိုင်မဲ့ Alisa တခုကိုလည်းတီထွင်ထားခဲ့ပါတယ်။ Energy projection ကိုလည်းအသုံးပြုနိုင်သလို gravity ကိုလည်း manipulate နိုင်စွမ်းရှိပါတယ်။ Orochimaru စိုင်းထာမာရဲ့ထိုးချက်ကနေရှင်သန်နိုင်ခဲ့တဲ့ monster တစ်ကောင်လည်းဖြစ်ပါတယ်။ Orochimaru absorption ability တခုလည်းပါရှိနေတာကြောင့်စိုက်ကိုနဲ့ပါပေါင်းဆက်လာနိုင်ခဲ့ပါတယ်။စိုက်ကိုနဲ့ Orochimaru ပေါင်းဆက်ခြင်းကိုနဖျားကတောင်ချီးမွမ်းပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Psycho Orochi ဆိုတာ Tatsumaki ထက်ပိုမိုတန်မာတဲ့ Monster တစ်ကောင်ဖြစ်လာခဲ့တဲ့ပေါ့ Psycho ရဲ့စိတ်ဆွမ်းအင်နဲ့ Orochi ရဲ့ Laser Energy တို့ပေါင်းစပ်သွားတဲ့အချိန်မှာတော့ရတတ်မှုခက်ခဲတဲ့ Monster တစ်ကောင်ဖြစ်လာခဲ့ပါတယ်။ဒါကြောင့်လဲ Tsunami တွေကိုကဘာအနှံ့အပြားမှာဖန်တီးနိုင်ခဲ့တာပါ။သူတို့နှစ်ယောက်ရဲ့စွမ်းအားကြောင့်ကဘာကြီးကတောင် Clash of Vien တကောင်ဖြစ်သွားခဲ့ရပါသေးတယ်။စိတ်စွမ်းအားကိုအသုံးပြုရတဲ့ character တွေဟာများသောအားဖြင့် defensive ဘက်မှာအားနေကြပါတယ်။ Psycho ကတော့ Orochi လိုမျိုး defensive တစ်ခုကိုရရှိပိုင်ဆိုင်ထားတဲ့အတွက်ကြောင့်တော်တော်လေးကို powerful ဖြစ်နေခဲ့ပါတယ်။ ဒီလောက်ကြီးတဲ့ monster ကြီးကလည်း jet design လိုမျိုး shape ဖြစ်နိုင်စွမ်းရှိပါသေးတယ်။ Psycho Orochigo ro Tatsumaki Drive 9နဲ့ Genos တို့၃ယောက်အတူတူပူးပေါင်းအနိုင်ယူခဲ့ကြရပါတယ်။ဒီနေ့ video ရဲ့နံပါတ်2နေရာမှာရောက်ရှိနေခဲ့တဲ့ monster ကိုတော့ Monster Association အထီးတောင်မပါဝင်နိုင်ခဲ့တဲ့ monster တစ်ကောင်ကိုထားထားလိုက်ပါမယ်။ season 1ရဲ့ boss တကောင်ဖြစ်ခဲ့တဲ့ Boros ကဒီနေ့ video ရဲ့နံပါတ်2နေရာကိုရရှိထားခဲ့ပါတယ်။ Boros ရာ Dark Matter လို့ခေါ်တဲ့ဂျိုသားသမားဂိုင်းတစ်ခုရဲ့ခေါင်းဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။ Borosa သူ့ရဲ့ universe မှာအတ္တမာဆုံးလူသားတစ်ယောက်လည်းဖြစ်ပါတယ်။ နှစ်20လုံးလုံးဒုထပ်တန်ပါတဲ့လူတယောက်ကိုလိုက်လံရှာပွေနေခဲ့တာမျိုးဖြစ်ပြီးနောက်ဆုံးမှာတော့စိုင်းတာမာကိုရှာတွေ့ခဲ့ပါတယ်။စိုင်းတာမာကတော့ဘိုရိုစ်ကိုအနိုင်ရရှိဖို့၃ချက်လောက်ကထိုးလိုက်ရပါတယ်။စိုင်းတာမာရဲ့ထိုးချက်ကနေလွန်မြောက်ခဲ့သူတွေကတော့ဘိုရိုစ်၊ဂါရိုနဲ့အီဗန်မီနရယ်ဝါထားတို့ပဲရှိခဲ့တာပါ။ဘိုရိုစ်မှာစိုင်းတာမာကိုလကဘာဘော်ဒီရောက်တော့အောင်ပိတ်ထိုးနိုင်တဲ့တမာမှုမျိုးရှိနေခဲ့ပါတယ်။ဒေဂျာလာတခုကတော့ဘိုရိုစ်ရဲ့ထိုးချက်ဟာအလင်းထက်မြန်တဲ့ထိုးချက်တခုပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်းစိုင်းထာမာရဲ့စပီကာဘိုရိုစ်ထိုးတဲ့ထိုးချက်ထပ်ပို့ပြီးမြန်နေစရာကိုလည်းလကဘာဘော်ကနေကဘာဘော်ကိုပြန်ရောက်လာတဲ့နှုံထားကိုကွက်ကြည့်မယ်ဆိုရင်သိနိုင်ပါတယ်ဘိုရိုစ်တို့ရဲ့မျိုးနွယ်စုဟာရီဂျန်တော်လေးကောင်းတဲ့မျိုးနွယ်စုတစ်ခုပဲဖြစ်ပါတယ်ဒါကြောင့်ဘိုရိုစ်ရဲ့ regeneration ကိုလည်းသွားမရှုပ်စေချင်ပါဘူး စိုက်ခါမရဲ့ထိုးချက်ကြောင့်ခန္ဓာကိုယ်တစ်ခုလုံးပျက်စီးသွားတာတောင်မှ original form ကိုရရှိအောင်ပြန်လည် regenerate နိုင်စမ်းရှိနေခဲ့တာပါ။ကမ္ဘာပေါ်ကအမြန်ဆုံး space craft တစ်စင်းကတောင်လကမ္ဘာပေါ်ကိုရောက်အောင်၃ရက်လောက်ခီးသွားနေရတဲ့အချိန်မှာ Boros ကတော့စက္ကပိုင်းအတွင်းရောက်အောင်ပို့ဆောင်ပေးနိုင်ပါတယ်။ Boros ရဲ့ energy projection ဆိုတာကလည်းမြို့တစ်မြို့လုံးကိုဖြတ်စီးပစ်နိုင်စွမ်းရှိပါတယ်။ Boros ရဲ့ ultimate ကိုတော့ Clapton Star Roaring Cannon လို့ခေါ်ဆိုပါတယ်။ဒီစွမ်းအားကိုတော့ဒီ list မှာပါဝင်တဲ့လူ၈ယောက်စလုံးကရှင်ပြိုင်နိုင်စွမ်းမရှိကြပါဘူး။ ဘိုရိုဆီယက်စွာကိုရှင်ပြိုင်နိုင်စွမ်းရှိတဲ့မွန်စတာကတော့ဒီနေ့ဗီဒီယိုရဲ့နံပါတ်1နေရာမှာရောက်ရှိနေခဲ့တဲ့ကာရိုပဲဖြစ်ပါတယ်။ကာရိုဆိုတာခက်ခါရှိနေတော်တော်လေးစင်တူမှုရှိတဲ့ one patch man character တစ်ခုပဲဖြစ်ပါတယ်။ဒါလို့ဆိုသူအသွင်ပြတဲ့ Marshall အားဆိုတော့အခြားသူရဲ့လှုပ်ရှားမှုတစ်ခုကိုကူးယူနိုင်တဲ့ copy ability တစ်ခုဖြစ်နေတာကြောင့်ပါ။ကာရိုအနေနဲ့ Saver Friend ရဲ့လက်အောက်မှာ Marshall အဘေကိုလေ့လာခဲ့ပါတယ်။အဓိကကတော့ water flowing creation raw fish လိုမျိုး defensive ability တွေဖြစ်ပြီးလူတယောက်ရဲ့ vital organ တွေကိုလည်းညိုးနဲ့ထိုးပေါက်ရတန်ပြစ်နိုင်တာမျိုးဖြစ်ပါတယ်။ စေဘာဖန်ရဲ့တပည့်တွေထဲမှာဂါရူကအတော်ဆုံးနဲ့အထက်မြတ်ဆုံးကလေးတစ်ယောက်ဖြစ်ခဲ့တာပါစေဘာဖန်ရဲ့တပည့်အလုံးကိုဂါရူကအနားယူထားနိုင်ခဲ့ပါတယ်ဂါရူရဲ့ဘက်စတိုရီကလည်းတော်တော်စိတ်ဝင်စားဖို့ကောင်းပါတယ်ဂါရူရဲ့ငယ်ဘဝမှာတငယ်ချင်းတွေနဲ့ကစားတိုင်း villain ဆက်ကောင်အနေနဲ့သာကစားခဲ့ရပါတယ် story တိုင်းရဲ့အဆုံးသတ်ဟာ villain တိုင်းကရှုံးနေပြီး hero တိုင်းကသာအနိုင်ရကြလိမ့်ရှိပါတယ်ပြောရမယ်ဆိုရင်ဂါရူကတငယ်ချင်းတွေချာမှာအနိုင်ချင့်ခံခဲ့ရတယ်ပေါ့ ဂါရိုဟာငယ်ငယ်ကလေးတည်းကရခဲ့တဲ့စိတ်ဒဏ်ရာတွေကြောင့်ဟီးရိုကပဲအမြဲအနိုင်ရရှိနေတဲ့ logic ကြီးကိုပြင်ဆင်ချင်ခဲ့ပါဗါဒီလိုပြင်ဆင်နိုင်ဖို့အတွက်ဆိုရင်သူကိုယ်တိုင်ကတန်မာတဲ့ monster တစ်ကောင်ဖြစ်လာဖို့လိုအပ်ကြောင်းအခြေခံနားလည်ထားခဲ့ပါတယ်။ဒါကြောင့် Saver Fan ရဲ့ Dojo Class ကိုဝင် join ပြခဲ့တာမျိုးပါ။ Garou ကိုသူရဲ့အကောင်တယောက်ဖြစ်လာဖို့အတွက်ကန်လန်းခဲ့ပေမဲ့ monster ဖြစ်ချင်တဲ့ Garou ကတော့ကန်လန်းချက်ကိုညှင်းဆန်ခဲ့ပါတယ်။ပထမဆုံးခြေလန်းအနေနဲ့ Garou က A Class 2ရဲ့အကောင်၃ယောက်ကိုတပြိုင်တည်းအနံ့ယူပစ်နိုင်ခဲ့ပါတယ်။ ဂါရိုအနိုင်ယူခဲ့တဲ့သူရဲကောင်း၃ယောက်ကတော့ Magic Trickman, Heavy Line Claw နဲ့ Blue Fight တို့ပဲဖြစ်ပါတယ်။ဒါကတော့ဂါရိုရဲ့ base form ဖြစ်ပြီး A class သူရဲကောင်းတွေတော်တော်များများကိုအနိုင်ယူတိုက်ခိုက်ထားနိုင်ခဲ့ပါတယ်။ဂါရိုက Dash Gantley ဦးဆောင်တဲ့ ABC class သူရဲကောင်းတွေစုပြီးဖွဲ့စည်းထားတဲ့ထင်းတစ်ခုလုံးကိုအနိုင်ယူထားနိုင်ခဲ့ပါတယ်။ဒီမတိုင်ခင်ကလည်းဂါရိုဟာသူရဲ့ကောင်းပေါင်း၁၀၆လောက်ကိုလိုက်လံနှိမ်နှင်ထားခဲ့ပြီးသားဖြစ်ပါတယ်။ဒီထဲမှာ Tank Talk Group တခုလုံးလည်းပါဝင်ခဲ့တာပေါ့။ဂါရိုက Dance Gandolin Team နဲ့ရင်ဆိုင်ရတဲ့အချိန်မှာတော်တော်လေးကိုအထည်နာနေခဲ့တာပါ။ အနာယူနေတော့မှအတင်းလာရောက်တိုက်ခိုက်ခဲ့တာမျိုးဖြစ်လို့အစိတ်ပါတယ်။ညတဲ့ချောင်းကိုတော့မရှောင်ရှားနိုင်ခဲ့ပါဘူး။ဒါကြောင့်ဂါရိုကဒီဘက်ထဲမှာသူ့ရဲ့ full potential ကိုမရရှိခဲ့ဘူးပေါ့။ Temptor group တခုလုံးကိုတိုက်ခိုက်ခဲ့တာဟာဂါရိုရဲ့ human form ပဲဖြစ်ပါတယ်။ Temptor master လိုမျိုး S class hero ကိုတော့အနာယူထားနိုင်ခဲ့ပါတယ်။ဒါအပြင်ဆရာသမားက metal belt လိုမျိုး S class hero နဲ့ပါတွားရောက်တိုက်ခိုက်ချင်ခဲ့တာပါ။ဒီဘက်ထဲမှာတော့မက်ထယ်ဘက်ရဲ့ညီမဖြစ်သူကလာရောက်တားဆီးခဲ့ရတဲ့အတွက်ကြောင့်မတိုက်ခိုက်ဖြစ်ခဲ့ကြပါဘူး။ ဒီဘက်ထဲမှာကျွန်တော်တို့မြင်တွေ့ခဲ့ရတဲ့ Metal Bass ဆိုတာသူရဲ့ stronger version တစ်ခုပဲဖြစ်ပါတယ်။ Garou ဟာ Escalade သူရဲ့အကောင်တွေကိုပါထိပါလာနိုင်ခဲ့တဲ့ဆိုပေမဲ့ Watchdog Man ကိုတော့အနိုင်မယူနိုင်ခဲ့ရှာပါဘူး။ဘာလို့ဆို Garou က Watchdog Man ရဲ့ trade sample ပုံစံလှူရှာမှုတွေကိုသူရဲ့ Marshal အားနဲ့မကူးယူနိုင်ခဲ့တာကြောင့်ပါ။ Watchdog Man ကိုအနိုင်မယူနိုင်ခဲ့ဘူးဆိုပေမဲ့နောက်ထပ် Escalade သူရဲ့အကောင်တစ်ယောက်ဖြစ်တဲ့ Genos ကိုတော့ရင်ဆိုင်နိုင်ခဲ့ပါတယ်။ဒီဘက်ထဲမှာတော့ Garou ရဲ့ဒုတိယ form ကိုကျွန်တော်တို့မြင်တွေ့ခဲ့ကြရပါတယ်။ ဒုတိယဖုန်ကတော့ red phone ဖြစ်ပြီးသွေးအောင်လွှမ်းတဲ့မျိုးလုံးတစ်စုံနဲ့နေချောင်းချောင်းသပင်းတွေကိုရရှိပိုင်ဆိုင်သွားခဲ့တာကြောင့်ပါအနီရောင်ဂါရိုဟာသူ့ဆရာတွေဖြစ်ကြတဲ့ဘန်နက်ဘွန်တို့ကိုပါရင်ဆိုင်တိုက်ခိုက်လာနိုင်ခဲ့ပါတယ်ဒါပေမဲ့ဂါရိုမှာဘန်နက်ဘွန်တို့ကိုအပြေးဝရင်ဆိုင်နိုင်တဲ့အင်အားမရှိတော့ပါဘူးဘာလို့ဆိုအရှိမတောက်လျှောက်တယောက်ပြီးတယောက်ကိုတိုက်ခိုက်ထားခဲ့တာကြောင့်ပါအနီရောင် version ဆိုတာ base version ထဲနဲ့ပို့ပြီးတမ်းမှာသွားတာကလွှင့်ရင်ကျန်တာကြီးကြီးမားမားတော့ပြောင်းလဲမသွားခဲ့ပါဘူး S-class Hero 3ယောက်ကိုတိုက်ခိုက်နေရတဲ့အတွက်ကြောင့် Phoenix Man က Garou ကိုလာရောက်ခေါ်ဆောင်ပေးခဲ့ရပါတယ်။ S-class Hero 3ယောက်ဆိုတာ Bamboo နဲ့ Genos တို့ကိုပြောတာမျိုးပါ။ Bomb ဆိုတာ S-class Hero 2ရဲ့ကောင်းမဟုတ်ဘူးဆိုပေမဲ့တော်တော်လေးကျန်းတဲ့ကုခန်ပညာရှင်တယောက်ဖြစ်ခဲ့ပါတယ်။ Monster Association ကို Garou ရောက်သွားတဲ့အချိန်မှာတော့ Psycho က Monster Stay ကိုကျွေးခဲ့ပါတယ်။ไซโกจุยတဲ့ monster ဆဲဆိုတာ Orochi ကိုကျွေးခဲ့တဲ့ဆဲလိုမျိုးစွမ်းအားကြီးမားတဲ့ဆဲတစ်ခုပဲဖြစ်ပါတယ် Ultimate Monster Set ကူက Ultimate Monster တွေကိုဖန်တီးနိုင်စွမ်းရှိပါတယ်။ဒီလိုမျိုးစွမ်းအားကြီးမားလာမဲ့ဂါရိုကိုမနာလိုတဲ့ Monster တွေလည်းရှိခဲ့ကြတာပေါ့။ဒီ Monster တွေကတော့ Back on the Ryan Ripper တို့ပဲဖြစ်ပါတယ်။ဂါရိုကဒီလိုမျိုး Demon Level Monster တွေနဲ့လည်းဆက်လက်တိုက်ခိုက်ရပါသေးတယ်။ Orochisura Monster Association ရဲ့ Powerful အဖြစ်ဆုံး Monster တစ်ကောင်လည်းဖြစ်ပါတယ်။ဂါရိုက Back on the Ryan Ripper တို့ကိုတိုက်ခိုက်ပြီးတဲ့နောက်မှာသူရဲ့တတိယမြောက်ဖောင်ကိုဆက်လက်ရရှိပိုင်ဆိုင်လာခဲ့ပါတယ်။ဒီဖောင်မှာတော့ဂါရိုကသူ့ရဲ့ Limiter ကိုဆုံးရှုံးခဲ့ရပါပြီ။ လီမီတာကိုဆုံးရှုံးလိုက်ရတဲ့ဂါရိုရဲ့စွားတွေဟာအတိုင်းစားမရှိများပြားလာခဲ့တော့တာပေါ့အစိမ့်လဲပြီးလာသလိုလျက်ကလူသားတယောက်လည်းဖြစ်လာခဲ့ပါတယ်ဒါအပြင်မြန်ဆန်တဲ့လှုပ်ရှားမှုတွေကိုလည်းခြေရခံလာနိုင်ခဲ့ပါတယ်ဂါရိုဆိုတာသူ့ကိုယ်သူအရန်ဖိအားပေးတတ်တဲ့လူသားတယောက်လည်းဖြစ်ပါတယ်အယိုးတွေကြိုးကျနေမယ်ဆိုရင်တောင်မှရန်သူကိုဆက်လက်တိုက်ခိုက်နေတတ်တဲ့လူသားမျိုးပါဒီလိုကိုကိုကိုဖီးအားပေးမှုတွေကြောင့်သူ့ရဲ့အသက်ဟာလည်းအချိန်ချင်းသေဆိုးလို့နေပါဖြစ်ခဲ့ပါတယ်။သေရွာကနေခဏခဏပြန်လာနိုင်ခဲ့တဲ့ဂါရိုဟာနောက်ဆုံးမှာတော့သူ့ကိုယ်သူမွန်စတာတကောင်အဖြစ်ပြောင်းလဲဖြစ်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး Monster Phone နဲ့ပဲ Blacklister လိုမျိုးအရန်ကြမ်းအရန် Durable ဖြစ်တဲ့ Escalade Hero သူရဲကောင်းတစ်ယောက်ကိုတိုက်ခိုက်ထားနိုင်ခဲ့ပါတယ်။ Backlog လိုမျိုး Caro ကိုတိုက်ခိုက်ခဲ့တဲ့ Demolevel Monster တကောင်ကိုတောင် Light Tap လို့ခေါ်တဲ့စွာနဲ့အနိုင်ယူထားနိုင်ခဲ့သူပါ။ရှင်းရှင်းပြောရမယ်ဆိုရင် Blacklister ဆိုတာ Steel Tap ပူပြီးမာတဲ့လူသားတစ်ယောက်ဖြစ်နေခဲ့တာပါ။ဒါကြောင့် Caro ရဲ့ထိုးချက်တိုင်းဟာ Blacklister အတွက်ပန်းနဲ့ပေါက်တလို့သာဖြစ်နေခဲ့ရပါတယ်။ Blacklister ဆိုတာ Caro ရဲ့ဆရာဖြစ်သူ Ban ကိုတောင်ရင်ဆိုင်ထားနိုင်ခဲ့သူတူပါ။ဒါအပြင် Triple P လိုမျိုး Escalade သူရဲကောင်းတစ်ယောက်ကိုတောင်အသာလေးအနိုင်ယူနိုင်ခဲ့ပါတယ်။ ဂါရိုဟာဘလက်လက်စတာလိုမျိုးအက်စကလက်သူရဲ့ကောင်းကိုတိုက်ခိုက်ခဲ့တဲ့ဘက်ထဲအတွင်းမှာတဲ့သူ့ရဲ့တံမာမှုကိုဆက်လက်တိုးမြင့်လာနိုင်ခဲ့ပါတယ်။ဂါရိုဟာဘလက်လက်စတာနဲ့တိုက်ခိုက်ခဲ့တဲ့ဘက်ထဲအတွင်းမှာသူ့ရဲ့ Monster Form ကိုစတင်အသုံးပြုခဲ့ပါတယ်။ဘလက်လက်စတာဘက်ကဂါရိုရဲ့လက်ကနေလွတ်မြောက်နိုင်ဖို့အတွက်သူ့ရဲ့ Powerful အဖြစ်ဆုံး Ability ကိုအသုံးပြုခဲ့ရတာပါ။ Monster ဖြစ်လာတဲ့ Garou ရဲ့စွမ်းအားကိုတိုးမြင့်နိုင်ဖို့အတွက် Orochi က Gyuru Gyuru နဲ့ပါတိုက်ခိုက်ခိုင်းခဲ့ပါတယ်။ Garou ရဲ့လေးခုမြောက်ဖောင်မှာတော့သူ့ရဲ့ခန္ဓာကိုယ်ကအနက်ရောင်အတီဖုံးလန်းသွားခဲ့ပါတယ်။ ဒီဖုန်နဲ့ပဲဂါရိုဟာဘန်းကိုထမ်းမှန်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ဒီဘက်ထဲမှာပျောက်ကွယ်နေတာကြာပြီဖြစ်တဲ့ Exploding Fist လိုမျိုး Marshall အကူကအသုံးပြုလာနိုင်ခဲ့ပါတယ်။ Exploding Fist ဆိုတာဂါရိုနဲ့ဘန်းတို့နှစ်ယောက်သာအသုံးပြုနိုင်တဲ့ Marshall တမျိုးပဲဖြစ်ပါတယ်။ Exploding Fist ဆိုတာ Water Flowing Crushing Rockfish ရဲ့ Sentinel ကိုခံပညာတစ်ခုပဲဖြစ်ပါတယ်။ Water Flowing Fist ဆိုတာ Defensive Ability တစ်ခုဖြစ်ပြီး Exploding Fist ကတော့ Offensive Ability ပဲဖြစ်ပါတယ်။ဂါရိုဟာဘန်းနဲ့ထမ်းမှန်ရင်ဆိုင်တိုက်ခိုက်ခဲ့ရတဲ့ဘက်ထဲမှာတော့ဘန်းကိုအနိုင်ရရှိခဲ့ပါတယ်။ ဘန်ဆိုတာ S-class ရဲ့အဆင့်၃မှာရပ်တည်နေတဲ့တူရဲကောင်းတယောက်လည်းဖြစ်ပါတယ်။ဘန်အပြင် flashy flash လိုမျိုးတူရဲကောင်းကိုပါဆက်လက်တက်ခိုက်ခဲ့ပါတယ်။ flashy flash ဆိုတာအမြန်ဆုံးတူရဲကောင်းတယောက်လည်းဖြစ်ပါတယ်။ Garou ဟာ flashy flash အပြင် platinum span နဲ့ပါတပြိုင်နဲ့တက်ခိုက်နေခဲ့တာပါ။ platinum နဲ့ Garou တို့ဟာတစ်ဆက်ကအတွင်းမှာမိုင်ပေါင်းများစွာကိုခရီးသွားရင်တက်ခိုက်ခဲ့ကြပါတယ်။ဆိုလိုချင်တဲ့သဘောကတော့ platinum နဲ့ Garou တို့ဟာအရင်မြန်တဲ့ speed တစ်ခုကိုအသုံးပြုပြီးတက်ခိုက်ခဲ့ကြတာမျိုးပါ။ဒါကြောင့်သူတို့နှစ်ယောက်ရဲ့ battle ကိုတာမန်မျက်စိနဲ့ကြည့်မယ်ဆိုရင်လုံးဝမမြင်နိုင်ပါဘူး။ သူတို့အသုံးပြနေတဲ့ speed ဟာအလင်းထက်တောင်ပိုပြီးတော့မြန်နေခဲ့ပါတယ်။ Platinum Span ဆိုတာတော်တော် powerful ဖြစ်တဲ့ monster တစ်ကောင်လည်းဖြစ်ပါတယ်။ဒါပေမဲ့ဒီအချိန်မှာတော့ Garou က Platinum ထက်ပိုပြီးတန်မာနေခဲ့ပါတယ်။ Garou က Platinum အပြင် Even Mineral Water နဲ့ Fury Ugly တို့လိုမျိုး monster တွေကိုပါတခါတည်းအနိုင်ယူထားနိုင်ခဲ့ပါတယ်။ Even Mineral Water ဆိုတာ Dragon Level ရှိတဲ့ monster တစ်ကောင်ဖြစ်တာကြောင့်ပင်လယ်ပြင်ကိုတောင်ထိတ်ထုတ်နိုင်စွမ်းရှိနေခဲ့ပါတယ်။ဒီလိုမျိုး Dragon Level monster နှစ်ကောင်ကိုတောင် Garou ဟာတစ်ချက်ထဲနဲ့အနိုင်ယူထားနိုင်ခဲ့တာပါ။ ဒါရီမကာသေးပဲစိတ်စန်တဘီလိုမျိုးမွန်စတာကင်းချီများကြီးကိုပါဆက်လက်တခိုင်နိုင်ခဲ့ပါသေးတယ်။စိတ်စန်တဘီဆိုရာအေဒါစန်တဘီထပ်ပူပြီးတက်မာတဲ့ကင်းချီများမွန်စတာတကောင်ပဲဖြစ်ပါတယ်။အေဒါစန်တဘီဆိုရာဘန်ဘွန်နဲ့ဂျန်နရယ်စတိုတက်ခတ်ခဲ့ရတဲ့ကင်းချီများကြီးကိုပြောတာမျိုးဖြစ်ပါတယ်။စိတ်စန်တဘီဆိုရာကင်းချီများမွန်စတာတွေထဲမှာ powerful အဖြစ်ဆုံးမွန်စတာတကောင်လို့ဆိုရပါမယ်။ကမ္ဘာအပြင်ဘက်ကနေကြည့်မယ်ဆိုရင်တောင်မှစိတ်စန်တဘီကိုမြင်နိုင်လောက်တဲ့အထိအရွယ်အစားအပြင်ကြီးမားမှုရှိပါတယ်။ဂါရိုကစိတ်စန်တဘီကြီးကိုငှက်ပြောသည်သီးသလိုလှိချပြခဲ့တာမျိုးပါ။ ဒါကြောင့်ဂါရိုကိုရှင်ပြန်နိုင်တဲ့သူဟာမရှိသလောက်ကိုရှားပါသွားခဲ့ပါတယ်။မရှိသလောက်ကိုရှားသွားတဲ့ဆိုပေမဲ့လည်းစိုင်းထာမတော့ကြံနေပါသေးတယ်။စိုင်းထာမရဲ့ထိုးနှက်ချက်တွေကတော့ဂါရိုအပေါ်မပြောင်းမလဲကောင်းမြဲကောင်းနေစေပါ။ဒါပေမဲ့ဂါရိုဘက်ကလည်းစိုင်းထာမရဲ့လက်သေးချက်တိုင်းကို survive ထားနိုင်ခဲ့ပါတယ်။ဂါရိုနဲ့စိုင်းထာမတို့ဟာပင်လယ်ပြင်တစ်ခုလုံးအပေါ်မှာနှိမ်မလို့ပဲလမ်းလျှောက်တိုက်ခတ်ခဲ့ကြတာပါ။ဂါရိုဟာစိုင်းထာမနဲ့တိုက်ခိုက်ခဲ့တဲ့ battle အတွင်းမှာသူ့ရဲ့ဒုတိယမြောက် monster form ကိုဆက်လက်ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ ဘေ့စ်ဘောကနေစတင်ရတက်မယ်ဆိုရင်တော့ပစ္စမမြောက်ဖောင်ကိုပြောရမျိုးဖြစ်ပြီးပုံမြန်နဲ့စပီပုံမြန်တဲ့တံမာမှုနဲ့အတူပုံမှုတံမာတဲ့ခန္ဓာကိုယ်တစ်ခုကိုရရှိပိုင်ဆိုင်လာခဲ့ပါတယ်ကားရောဟံပမုတ္တမတဲ့သူရဲ့ခန္ဓာကိုယ်ကိုအတုံးပြူပြီးစိုက်ထာမကိုတက်ခိုက်ခဲ့တဲ့ဆိုပေမဲ့သူမတိလိုက်တဲ့အခိုက်အတန့်မှာနေလူသားတွေကိုကဲတင်မိခဲ့ပါတယ်။စိုက်ထာမဟာကားရောရဲ့နူးညံ့မှုကိုရှာဖွေနိုင်ဖို့အတွက်အဆုံးမတက်ပြခဲ့ပါဘူး။ဒီလိုအဆုံးမတက်ခြင်းကပဲကားရောကိုမွန်စတာဖုန်ရဲ့တတိယမြောက် stage ကိုရောက်ရှိစေခဲ့ပါတယ်။ကားရောဟာသူ့ရဲ့စတမမြောက်ဖုန်မှာပြသခြင်းလုပ်ငန်းစီကိုပါစတင်လှုပ်ဆောင်လာနိုင်ခဲ့ပါတယ်။ ဘာလို့ဆိုဂါရုရဲ့6ခုမြောက်ဖောင်မှာတောင်မန်တွေပေါဝင်လာတာကြောင့်ပါဂါရုဟာသူ့ရဲ့ပင်ကိုစွာရဲ့ကြောင့်အမြင့်ကြီးကိုခုံနိုင်စွမ်းရှိခဲ့ပါတယ်ဒါကိုတောင်ဘာကြောင့်အတောင်မန်တွေထပ်ပေါင်းထက်ပေးခဲ့တယ်လဲဆိုတာကိုတော့ကျွန်တော်ကိုယ်တိုင်လက်မစင်စားတတ်ပါဘူးဂါရုဟာစိုက်ထာမကိုအနိုင်လိုချင်တဲ့စိတ်ကြောင့်သူ့ရဲ့တတိယမြောက်မွန်စတာဖောင်ကိုရရှိလာခဲ့ပေမဲ့အီဗော်ဆန်နဲ့ဂါရုတို့ဖြစ်မလာခဲ့ပါဘူးအီဗော်ဆန်နဲ့ဂါရိုဖြစ်လာနိုင်ဖို့အတွက်နတ်ဖျားလို့ခေါ်တဲ့လူတယောက်ကဘန်းရဲ့ခန္ဓာကိုယ်နဲ့ပေါင်းဆက်ခံခဲ့ပါရယ်ဂါရိုကတော့ဘန်းရဲ့ခန္ဓာကိုယ်နဲ့ပေါင်းဆက်ပင်မှုကိုညှင်းဆန်ခဲ့ပါရယ် နဖရဘက်ကဂါရိုကိုဘုံမတမလာအောင်စွားရီပေးခဲ့တဲ့ဆိုပေမဲ့ဂါရိုကတော့ဒီစွားအရီကိုမယူခဲ့ပါဘူးမယူခဲ့ဘူးဆိုပေမဲ့လည်းခမရတို့သိတဲ့အတိုင်းနဖရရဲ့စွားရီဟာဂါရိုရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်စီးဆင်းလာခဲ့ပါတယ်ဒီစွားအရီနဲ့ပေါင်းဆက်သွားတဲ့ဂါရိုရဲ့ဖုန်အစ်စ်ဟာအာကာသဟင်းလင်းပြည်ကြီးနဲ့ဆင်တူနေခဲ့ပါတယ်ဂါရိုရဲ့ခန္ဓာကိုယ်ထဲမှာဂျယ်ရီစက်ကြဝလာတွေများစွာပါဝင်သိရှိနေခဲ့ပါတယ်ဒါကြောင့်ဂါရိုဟာ universe တစ်ခုလုံးရဲ့အကျဉ်းဆုံးတက်ရှိတယောက်ဖြစ်လာခဲ့ပါတယ်ဂါရိုရဲ့တဏမမြောက်ဖုန်ကိုတော့ cosmic freedom လို့ခေါ်ပါတယ် ဂါရိုရဲ့ Cosmic Fire Mode ကိုရင်ဆိုင်တိုက်ခိုက်နိုင်တဲ့လူဟာလက်ချိုးရည်တွက်လို့တောင်းရှားပါတယ်။ဂါရိုဟာသူ့ရဲ့ Cosmic Fire Mode မှာ Solar Radiation လို့ခေါ်တဲ့ Ability တစ်ခုကိုအသုံးပြုလာနိုင်ခဲ့ပါတယ်။ကမ္ဘာလေတုကြီးကကျွန်တော်တို့ကို Solar Radiation လို့ခေါ်တဲ့တက်ရောက်ကြီးကနေဖုံးအုပ်ကာကွယ်ပေးထားပါတယ်။ဖုံးအုပ်ထားခြင်းသာမရှိဘူးဆိုရင်တက်ရောက်ကြီးကြောင့်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်တွေကလည်းပျက်စီးသွားနိုင်တာပါ။ရှင်းရှင်းပြောရမယ်ဆိုရင်ဒီ radiation ကိုခံနိုင်တဲ့လူ၃ယောက်ကပဲ garu ကိုရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့ပါတယ်။ blast စိုက်ထားမှနဲ့ chainus တို့၃ယောက်ကပဲ garu ကိုရင်ဆိုင်တိုက်ခိုက်နိုင်ခဲ့ကြတာပါ။ ခမရိုတည်ကြတဲ့အတိုင်းဂါရိုဆိုရာမာရှယ်အားမှာတစ်ပတ်ကန်ခတ်အောင်တော်တယ်လို့တယောက်ဖြစ်နေပေမဲ့စိုက်ထာမာတို့ကတော့မာရှယ်အားဆိုရာကိုအခြေခံလောက်တော့မတည်ထားတဲ့ကောင်စားမျိုးတွေပါ။ဒါကြောင့်ဂါရိုဘတ်က Cosmic Fire ဘုံနဲ့တွဲဖက်အတူပြနိုင်တဲ့မာရှယ်အားတခုကိုတီထွင်ဖန်တီးလာနိုင်ခဲ့ပါတယ်။ထိုးလိုက်တဲ့လက်သေးချက်တိုင်းဟာနျူကလ িয়ার ပောက်ကွဲမှုတွေကိုဖြစ်ပေါ်စေပါတယ်။ Blast ဆိုရာစိုက်ထာမာနေပါတန်ပါတဲ့လူသားတယောက်ဖြစ်ပြီးဂါရိုဟာ Blast ကိုရင်ဆိုင်နိုင်ဖို့အတွက်ဒီလက်သေးချက်တွေကိုအသုံးပြုခဲ့ပါတယ်။ Blast Bug ကလည်း Porter Ray ကိုဖွင့်လှစ်နိုင်စွမ်းရှိတဲ့အတွက်ကြောင့် Garou ရဲ့ nuclear ပောက်ကွဲမှုတွေကိုနေရာရွှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ ဂါရိုစရာခကရှိလိုမျိုးဖလက်ဒီရေကိုကူးယူနိုင်သူတယောက်ဖြစ်လို့ Glacier Portal အသုံးပြုမှုကိုလည်းကူးယူအသုံးပြုနိုင်ခဲ့ပါတယ်။ဂါရိုဟာ Blast နဲ့တိုက်ခိုက်ပြီးတဲ့နောက်မှာစိုက်ထာမာကိုဆက်လက်တိုက်ခိုက်ခဲ့ပါတယ်။စိုက်ထာမာရဲ့တိုက်ခိုက်တဲ့ပုံစံကိုပါဂါရိုအနေနဲ့ကူးယူအသုံးပြုလာနိုင်ခဲ့ပါတယ်။စိုက်ထာမာရဲ့တိုက်ခိုက်တဲ့ပုံစံကခမားတို့ထင်သလိုအရင်ကြီးချုပ်ခဲ့မှုမရှိပါဘူး။စိုက်ထာမဟာတာမန်အတိုင်းထိုးရလည်တိချက်နဲ့အပြင်းထန်ထိုးရလည်တိချက်ဆိုပြီးနှစ်မျိုးသာအတုပြနိုင်တာပါဂါရိုဟာစိုက်ထာမရဲ့အပြင်းထန်ထိုးရလည်တိချက်ကို copy ပြီးစိုက်ထာမနဲ့1 by 1ထိုးပြခဲ့ကြပါတယ် စိုက်ထာမားနဲ့ဂါရိုတို့ရဲ့အပြင်းထန်ထိုးရယ်လက်တီးချက်နှစ်ချက်ကြောင့် Universe ပေါင်းများစွာပျက်စီးသွားခဲ့ရပါတယ်။စိုက်ထာမားရဲ့တမန်မှုတွေကိုဂါရိုကခေါ်ပြီးနိုင်ခဲ့တာကြောင့်တိုက်ပွဲဟာပုံမရှိကြလာခဲ့ရတာပါ။ပြောရမယ်ဆိုရင်ဂါရိုရဲ့တမန်လာတဲ့နှုံထားဟာစိုက်ထာမားထက်ကိုပိုပြီးကျန်းနေခဲ့ပါတယ်။ဂါရိုရဲ့ Cosmic Fire Monster Universe တစ်ခုလုံးမှာရှိတဲ့စွာတွေကိုအတုပြနိုင်တဲ့မိုးတစ်ခုပဲဖြစ်ပါတယ်။ဒါကြောင့်ဂါမာရေလိုမျိုးဗဲရောက်ကြီးတွေအထိပါသုံးဆွဲလာနိုင်ခဲ့တာပါ။ ကာရိုဟာသူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့ Aptan တွေကို manipulate နိုင်ခဲ့တာကြောင့်သူ့ရဲ့ခန္ဓာကိုယ်ဟာ anti-particle ပုံစံဖြစ်လာခဲ့ပါတယ်။ဒါကြောင့်ကာရိုဟာအချိန်ကိုတောင်ခြေရာခံလာနိုင်ခဲ့ပါတယ်။အချိန်ကိုနောက်ပြန်ဆုလို့ရသွားတာကြောင့်စိုက်တာမှာနတ်ဖျားကိုတော့အပြန်ရှင်းပြနိုင်ခဲ့ပါတယ်။ဘာလို့ဆိုကာရိုဟာသူ့တက်မြောက်ထားတဲ့အချိန်ခီးသွားနိုင်တဲ့ affinity ကိုစိုက်တာမှာကိုပြန်သင်ပေးခဲ့တာကြောင့်ပါ။ကဲဒါတွေကတော့ခမားတို့တောင်းဆိုထားတဲ့အကျဉ်းဆုံး monster ဆယ်ကောင်အကြောင်းပဲဖြစ်ပါတယ်။နောက်တစ်နေ့ကျရင်တော့စစ်ကမာကတုံးအကြောင်းကိုပြောပြပေးသွားပါမယ်။ ဒီနေ့အတွက်တော့ဒီလောက်ပါပဲနောက်တစ်နေ့မှာနောက်ထပ် video တစ်ပုဒ်နဲ့တူပြပေးကြတာပေါ့အားလုံးပဲ bye bye